မဟာဗလူနာလန်နဲ့ဘိုအောင်ကျော်လမ်းမီပွိုင်းမှာအောက်ဆိုင်နစီတိမ်းမှောက်ပြီးရင်မောက်သေးဆုံးက6ဒဏ်ရရှိခဲ့ကြောင်းရှင်တန်ရေးကူညီမှုတင်းမှတောင်ရှုတူကပြောကြားချက်ရသိရပါတယ်။မြို့ရဲပမ်းမတကိတာဘတ်တို့မောင်းတဲ့အောက်ဆိုင်ရင်တိမ်းမှောက်ခြင်းဖြစ်ပြီးတဦးသေးဆုံးက6ဒဏ်ရရှိခဲ့ခြင်းဖြစ်ကြောင်း၎င်းကပြောကြားပါတယ်။ကျွန်တော်တို့သိရတာကတော့တကိတာဘတ်ကိုမောင်းနေတဲ့အောက်ဆိုင်ရေးတိုက်ကားက မီးပွိုက်မီနီတော်မှာကိုဖျက်မောင်းပြီးရှေ့ကားကိုရှောင်းလိုက်တာပေါ့ရှောင်းရတဲ့အခါမှောက်သွားတာပေါ့ကြည့်ရတာကတော့တေဆုံးသူကရင်မောင်းထင်တယ်ရင်မောင်းနေရမှာတေတာဆိုတော့လေကားပေါ်မှာအားလုံး၈ဦးပါပြီး၆ဦးတန်ရန်ရှိကတအူးတေဆုံးပါလေလို့ရှင်သန်ကြီးကုညီမှုအသင်းမှတောင်းရှိသူတူကပြောကြပါတယ်အဲတောင်းရှိသူကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာလေ25ရက်နေ့10လ2025နေ့နဲ့8နာရီခွဲအချိန်ဘောင်ကျော်လန်းနဲ့မဟာဗန္ဓုလလန်းတောင်မီးပွိုက်မှာရင်းရှောင်းတိန်ရမှာတောင်းအိတ်အောက်ဆိုင်ကမှောက်ပြီး က်ပြီးလူနာ၆ဦးတေဆုံမျိုးသားတအူးတို့အားရန်ကုန်စေယုံကြီးသို့ကူညီပို့ဆောင်ပေးခဲ့ပါတယ်လို့យေတာထားပါတယ်။